ညီကိုအားလုံးပဲမင်္ဂလာပါညီကိုတို့ပရီးမီးယားလီကတော့ရာသီကုန်ကနီးမှအံ့ဩစရာကြီးဖြစ်နေနော်ကျွန်တော်တို့အခုနအာဆနယ်ပွဲမှာကျွန်တော်ကြည့်တဲ့အချိန်မှာ1-1ဖြစ်နေပြီဆယ်စီကလိုချင်တဲ့ဟတ်ဆန်လက်ပစ်ပေါ်တခါတည်းခေါင်းတိုက်သွင်းသွားတယ်အခုကျွန်တော်မှ goal score ကြည့်တဲ့လူ2-1နဲ့အာဆနယ်ရှုံးသွားတယ်ပေါ့ဆိုးဆိုးစီးစီးဒါအစောပိုင်းနေမှာသာအာဆနယ်အသင်းအမှတ်ရခံတော့မလွယ်ဘူး ရိုးတော့အခုချိန်မှာတော့သူက68မှတ်နဲ့ချန်ပီယံလိဂ်ဝင်ခွင့်တနေရာတော့တည်ကြတဲ့သဘောမှာရှိတယ်။ဖိဖိနဲ့အမတ်ကကတ်အာဆင်နယ်ကကျွန်တော်ထင်တယ်နောက်ပိုင်းပွဲတွေမှာအမ်ဟုတ်တယ်နောက်ဆုံးနှစ်ပွဲမှာသူတပွဲတည်တပွဲရှုံးဖြစ်ပြီးတော့အဲ့မှာအမတ်ရော့သွားတယ်။အော်အဲ့တော့ဖော့စ်ဖော့ဖိဖိနဲ့အမတ်တွေကကတ်တယ်။အာဆင်နယ်လက်ကျန်3ပွဲကံအောင်မှာပေါ့ဆိုတော့လက်ရှိအနေထား မန်စီးတီးရတော့မှအခြေအနေကောင်းတယ်ပေါ့အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့အာဆနယ်နဲ့မန်စီးတီးနှစ်သင်းရတော့ချန်ပီယံလိဝင်ဝင်တနေရာအတွက်ပေးထားရမှာဆိုတော့ချယ်ဆီအသင်းအနေနဲ့အဓိကရှင်ပြိုင်မဲ့အသင်း၃သင်းပေါ့နယူကာဆယ်နော်တင်ဟမ်ဖောရက်စ်ရဲ့အက်စတာဗီလာအဲ့တော့အဲ့ထဲမှာမှအက်စတာဗီလာလည်းဒီနေ့နိုင်သွားတယ်ဖောရက်စ်ကလည်းနေပွဲချက်ညူကာဆယ်လည်းပွဲချက်တယ်အဲ့ဒီ၃သင်းထဲက၂သင်းလစ်သွားမှပဲချယ်ဆီချန်ပီယံလိဝင်ဝင်ရမယ်ပေါ့နော် ဆိုတော့ Chelsea အသင်းရဲ့အနေအထားကသူများအသင်းနေခြေချော်ဖို့လည်းလိုသလိုကိုကိုတိုင်ကလည်းနိုင်ဖို့လိုတယ်အဲ့တော့ Chelsea တင်းကသူ့ရဲ့ပွဲချက်ကာလအခုမှရောက်တော့တာပဲရှေ့ပွဲတွေမှာဒါပွဲချက်ကာလလို့ပြောလို့မရသေးဘူးအခုတကယ်ပွဲချက်သွားတယ်ဒါပေမဲ့အဲ့ဒီမှာလည်းသူ့မှာကံကောင်းမှုတွေရှိဒီနေ့ပွဲမှာတွေ့ရမယ့်ဒါ Liverpool အသင်းဆိုလို့ရှိရင်ဘလောက်သဘောကောင်းလဲဆိုတော့နီးပြ Arne Slot ကဒီပွဲမှာအဲ့ကျွန်တော်အားတဲ့ ချန်ပီယံလည်းဖြစ်သွားပြီဆိုတော့အဓိကကစားသမားတွေကိုသူထုတ်သုံးမှမဟုတ်တော့ဘူးတဲ့အရန်နေနဲ့ရောမယ်နည်းနည်းပဲပါဒါပေမဲ့ကျွန်တော်ရဲ့ဒါပွဲကြိုလီဗာပူးအသင်းရဲ့ခံမှန်းလူဆင်းမှာတော့ကျွန်တော်ဂိုးသမားနေရတော့မလဲပြီဒါပေမဲ့ကျွန်တော်လဲပြီးလိုက်ပါအော်လီဗာပူးဂိုးသမားနားနေတယ်ထင်တယ်ခလေဟာခလေဟာနားနေလားမသိဘူးလီဗာပူးမှာကျွန်တော်ဒီမှာ predicted line up တွေကြည့်တော့အများစုကအဲလီဆင်မဲ့ပွဲထွက်မယ်လို့ရေးနေကြတယ်ပေါ့နော် ဆိုတာလီဗာပူးအသင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့လူစင်းတေကြတဲ့လီဗာပူးကသူတို့ချန်ပီယံလည်းဖြစ်သွားပြီသူတို့ကွင်းလည်းမဟုတ်ဘူးဆိုတော့ဘာမှကံစရာအကြောင်းလည်းမရှိတော့ဘူးပြီးတော့အားလုံးသိတယ်မဒီပွဲမစခင်မှာ Chelsea အသင်းက God of Honor လီဗာပူးအသင်း Premier League ရသွားတော့ဂုံပြုတ်ဖို့နီးပြမော်ရက်စကာကပါဝမ်းမြောက်ဝမ်းသာနဲ့ဂုံပြုတ်မယ်ပေါ့တဘောကဒီပွဲက Chelsea အသင်းအတွက်ကံကောင်းတဲ့အချက်တွေရှိအခွင့်အရေးယူတတ်ဖို့ပဲပေါ့နော်တဘောက Chelsea ရလက်ကောင်းနိုင်တယ်အထက်ကတော့ Liverpool ကအင်တိုက်အတိုက်မကန်တော့ဘူး မကန်တော့ဘူးတဘွားဟပေးလိမ့်မယ်ဗျာလီဗာပူးဘက်ကဟပေးလိမ့်မယ်ဟပေးလို့ဆိုကျွန်တော်ပြောတာဟိုလောင်းကစားကွက်ကိုကျွန်တော်ပြောတာမဟုတ်ဘူးနော်လီဗာပူးဒီတိတ်အားမဆိုင်တော့ဘူးချယ်ဆီပေါ်မှာမူတည်တယ်ချယ်ဆီဘလောက်ရုံးကံမလဲသူတို့အဲ့လောက်ကိုပဲအလိုက်ထိုက်သူတို့ကံသွားတော့မယ်တဘွားလီဗာပူးအားထက်မကန်တော့ဘူးလီဗာပူးရဲ့အရန်ကစားသမားတွေတုံးမယ်ကျွန်တော်ထင်တယ်ဘန်ဒိုက်တို့ကိုနာတေးတို့အဲ့ဒီကစားသမားတွေကိုလည်းပထမပိုင်းပြီးလောက်မှာသူတို့အနားပိတ်လိုက်လိမ့်မယ် ဆိုတော့ Chelsea တင်းတို့ကကံကောင်းတဲ့ကိစ္စပါ။အဲလီစင်တော်မှဖမ်းပါမလားစဉ်းစားနေတာပေါ့နော်။ဆိုတော့နောက်မှဆိုလို့ရှိရင်လည်း Bebe Chan Robertson အနာပြီးပြီး Simicast ပွဲထွက်နိုင်တယ်။ Van Dijk, Konate, Simicast နောက် Real Madrid ကိုပြောင်းမယ်။ Alexander Arnold ပေါ့။အဲသူတို့ပေးကစားနိုင်တယ်။အလဲမှဆိုလို့ရှိရင်လည်းဒါ McAllister, Gravenberch ကိုပထမပိုင်းပြီးတော့မှလဲလိုက်နိုင်တယ်။သူတို့ Curtis Jones နဲ့တွဲနိုင်တယ်။ Suppose line လိုစားသမားမျိုးကိုလည်းတုံးမယ်မထင်တော့ဘူး။အရန်တော့ပဲတုံးနိုင်မယ်။ ်နောက်မှကျွန်တော်တို့ကြည်ကောင်းထည့်ရင်လည်းထည့်မယ်ရှေ့မှာခီစာပွဲတော့ခင်းရနိုင်တယ်ဆာလာတို့လူးဝစ်တို့လုံးဝအနားပေးလိမ့်မယ်ဟာဗီအီလွိုက်သုံးရနေနောက်အထောင်မှာတော့ဂျိုတာပေါ့နောက်ကျွန်တော်တို့ဒါဝင်ညူးညက်စ်အဲသူတို့လည်းသုံးတယ်ညူးညက်စ်ကဒဏ်ပြဿနာရှိနေတယ်တူပါတယ်ဆိုတော့လီဗာပူးကတော့လီဗာပူးပြိတ္တန်ကြီးကိုဝမ်းသာပါတယ် congratulation ပါနော်အဲလီဗာပူးပြိတ္တတွေကကျွန်တော်ထင်တယ်ပရီးမီးယားလိဂ်အသင်းတွေ မြန်မာပြည်ရပါတော့အဲ့ဒီတင်းတွေမှာလေဘုံပြိတက်တွေကအေးဆေးပါပဲသဘောကျပါတယ်သူတို့ flyer ရွာရဲ့နှစ်တွေနောက်ပိုင်းနှစ်တွေမှာလေဘူးအသင်းရဲ့ infrastructure အရန်ကောင်းတယ်အဲသူတို့ပြိတက်တွေကပြောရမယ်ဆို classical ပေါ့တိတ်ခါရှိအေးဆေးပဲတိတ်လေးတိုက်တာတွေပဲတိတ်မလုပ်ဘူးအရန် flyer မရဘဲနဲ့လေတက်မှဆောင်တာမျိုးမတွေ့ရအောင်နိုင်သွားတယ် flyer ရွာအေးဆေးပဲပြီးတော့ကျွန်တော်ထင်တယ်လေဘူးပြိတက်တော်တော်များများတယ်အိုးစကူတွေများပါတယ်လေဘူးပြိတက်တွေတော့ဝမ်းတာတယ် ချက်စီအသင်းအတွက်လည်းဝမ်းသာစရာတွေရှိတယ်အဲ့ဒါတော့မနေ့ဖြန်မှချက်စီအမှတ်ပြရသွားနိုင်တယ်လီဗာပူးရှော်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီဂျားရီယာမှာနိုင်အောင်မကန်နိုင်တော့အဲ့ဒါကုကိစ္စဖြစ်သွားပြီသူတို့ကလည်းဒီထက်ပိုပြီးဘာမှလုပ်ပေးလို့လည်းမရတော့ဘူးငါတို့လူတွေလည်းအကုန်မသုံးဘူးမင်းတို့နိုင်အောင်ကန်ကွာလို့မပြောရအောင်တမယ်ပဲဒါပေမဲ့ချက်စီဆိုတာမနစ်ကအဲ့လိုမျိုးလီဗာပူးចောင်းသားအသင်းတတရာအသင်းကိုတော့ဖိုင်နယ်မှာရှုံးတာပေါ့သို့သောဒီပွဲအနေထားကြတော့မနစ်ကပွဲနဲ့မတူဘဲနဲ့ လီဗာပူးကတော်တော်အားလျှော့လိုက်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။လူစင်းရလည်းနောက်တန်းရလည်းလို့တိတ်အားရစရာမရှိဘူး။ချက်စီအချိန်လေးကောင်းမဲ့ပွဲမျိုးပါ။ဆိုတော့ချက်စီတင်းရလူစင်းချက်စီနဲ့လီဗာပူးနဲ့ကလုံးဝစန့်ကျင်ဘက်ဖြစ်သွားလိမ့်မယ်။လီဗာပူးကဘာမှလုပ်စရာမလိုတဲ့အချိန် AC ဘက်လာကံမယ်အဝေးဝင်းနဲ့ဖြစ်တဲ့ချက်စီရဲ့အင်ကွင်းဖြစ်နေတယ်။ ဲ့မှာသူက AC ပဲချစ်ကြီးလုပ်ပြီးပြန်သွားမှာအဲ့တော့မန်အောင်ကန်းမှာကို့အတင်းကိစ္စဒီဘွဲကဘာမှကြီးကျယ်တဲ့ပွဲတစ်ပွဲမဟုတ်ဘူးကျွန်တော်မြင်တာတော့အဓိကတော့ Liverpool Champion ဖြစ်သွားတာကြောင့်ပါတယ်အဲ့လိုပဲမန်ယူဘွဲလည်းအဲ့လိုပဲလာလိမ့်မယ်ပြောချင်တာ Chelsea ရဲ့ကန်ချာမာယာဒီကောင်ကန်နီးမှာနည်းနည်းလေးပြန်ကောင်းကျင်တယ်ဗျမန်ယူကလည်းသူနဲ့ကန်အမဲ့အချိန်မှာ Europa League Final စပါးနဲ့ကန်ဖို့ရှိနေတယ်ပေါ့ Chelsea ဘွဲကိုသူတို့ ဒီလောက်ကြီးအားထက်ကြမယ်မထင်တော့အဓိကကစားသမားတော်တော်များများအနားပေးလိမ့်မယ်ပြောချင်တာကချယ်ဆီကအဲ့ဒီယာဒီကုံ၄ဘွဲမှာအသင်းကြီး၂သင်းစီကသူအမှတ်ရနိုင်တယ်ကျွန်တော်ထင်တယ်အဲ့လီဗာပူးပွဲရောမန်ယူပွဲရောအခက်မတင်သူ၄မှတ်လောက်ရသွားနိုင်ဘယ်သူပိုရှော်မလဲပဲကြည့်ရမယ်ဆိုတော့ကိုယ့်ဘက်က PPC နဲ့တစ်ဖက်ကအသင်းတွေကအင်းလိုက်အားလိုက်မကစားတော့တဲ့အချိန်အာရုံစူးစိုက်မှုမရှိတော့တဲ့အချိန်ရလက်ပိုင်းကို PPO ကံမဲ့အချိန်မှာကိုကကိုလိုချင်တဲ့ရလက်ကို PPC ယူနိုင်မှုလို့ရတယ် အဲ့ဒါမှနိုင်အောင်မကန်နိုင်ရင်တော့ဘာမှချန်ပီယံလိဝင်ဝင်နဲ့မထိုက်တန်ပါဘူး။ကန်စီယာလည်းအကြောင်းမရှိ။ဒီနေ့ဆိုရင်ညီကိုတွေ့တဲ့အချိန်မှာပြင်သစ်မှာကျွန်တော်ဆွတ်ဘောပွဲအစအဆုံးကြည့်ရယ် PSG နဲ့။ချယ်ဆီနဲ့ဆွတ်ဘောကပုံစံတူနေတယ်။ PSG ကလည်းအဲ့လိုပဲချန်ပီယံဖြစ်သွားပြီ။တိတ်အားထက်မကန်တော့ဘူး။ပြီးခဲ့တဲ့ဘက်က Nice ကိုအဆုံးကန်တယ်။ဒီတစ်ပတ်လည်းဆွတ်ဘောကိုအမှတ်ပေးလိုက်။လှူတာပေါ့ဗျာအမှတ်ကို AC ပဲလှူသွားတော့မှတ်ရော့ယူဂျင်နဲ့ကောင်ယူကွာဆိုပြီး သူ Champion League ဒုတိယကျော် Arsenal ဘက်ကသူ့အတွက်ပိုအရေးကြီးတာ哦အဲ့မှာ Strap ဘောကနိုင်အောင်ကန်သွားတယ်တဘောကကိုဘက်ကလှုပ်เสียရှိတာ哦ပိုင်ပိုင်နေနေလှုပ်လှုပ်တဲ့လှုပ်ရမယ်ရမှတ်သုံးမှတ်ကိုရအောင်ယူရမယ်ဒီအချိန်မှာကိုဘက်ကအတင်းကြီးဆိုပြီးအမိခံပဲရှိတော့တယ်တကယ်မကန်တော့ဘူးအဲ့ဒီအချိန်မှာမှဟာလာအတင်းကြီးချင်းချင်းဖင်တောင်ကြောက်ပြီးတော့ဒီနီးပြဂရုံးဝင်ပဲကျွန်တော်တို့ကလန့်နေရဆိုတော့ Chelsea ရဲ့သူထွက်လာမဲ့လူစင်းရေပေါ့နော်အဲ့ဒီနေရာမှာ ဆန်ချိုကလွယ်လို့ကျန်တဲ့နေရာတွေအပြောင်အဲဆန်ချိုနဲ့ဂိုးသမားနေရာပေါ့ဂိုးသမားကတော့ရောဘတ်ဆန်ချက်ဒဏ်ရာရနေတယ်မကျင်းသေးဘူးလို့ပြောတယ်ယော်ဂန်ဆန်ကကျွန်တော်ထည့်ထားသေးတယ်ကူကူရလာရဲ့လဘိုက်ကူရောရဲ့ချလိုပါရဲ့သူတို့နေနေလဲထင်းရမှာဒါဒီကူဂျူတာတို့လိုကစားသမားမျိုးတွေလောက်ပဲရှိတယ်နောက်ခီဇာချက်သတိထားပါခီဇာလီဗာပူးမှာနေရာမရပါပဲသူကစားတဲ့ပွဲတိုင်းမှာခြေစွမ်းပြနိုင်တယ်အဲ့ဘက်ချမ်းကကိုက်စီတို့စင်းကစားမှာဆိုတော့ခီဇာချက်သတိထားပါဘလောက်ပဲ ကွင်းလေရလဲလာဗီယာကိုက်စီတို့အန်ဆိုအတွဲလိုက်ကြီးတောင်းအောင်စလုံးကြံမှာဆိုတဲ့ပုံမှာလီဗာပူးကွင်းလေကလည်းသူတို့လွှတ်ပေးလိမ့်မယ်အပြန်အလှန်တော့ကစားမော်ပါဗျာအလက်ဆစ်မက်ကလစ်ဆောက်ဒါပေမဲ့ကျွန်တော်ရှေ့မှာပြောခဲ့သလိုဒီလောက်ကြီးအားဆိုင်မကန်တော့တဘောကအမောခံပြီးလိုက်တာတို့အသေးခံဖြတ်တာဒါကြီးမရှိတော့တောင်းတောင်းမလိုက်နိုင်လွှတ်ပေးလိုက်တော့မယ်ကွင်းကျင်လဲတွင်းกว่าဆိုအဲ့ဒါမှမနိုင်တော့မတတ်နိုင်တော့ကျွန်တော်ထင်တယ်လီဗာပူးကအားမဆိုင်တော့အဲ့တော့ပါမာအုတ်ချစီတဲ့မှာ တယောက်ပုတ်နေတဲ့ပုံစံဖြစ်နေတယ်ကိုးပါမှာအဲ့တော့ကိုးပါမှာတို့ဒီပွဲမှာခြေစွမ်းပြမယ်ဆိုပြလို့ရတယ်ပွဲမျိုးပြီးတော့တစ်ဖက်မှာကိုကလီဗာပူးကဒါဒီပွဲမှာချယ်ဆီအသင်းနေနဲ့နိုင်လိုက်မယ်ဆိုလို့ရှိရင်ချယ်ဆီရဲ့စိတ်ပိုင်းဆိုင်ရာကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာဟာငါတို့ချန်ပီယံတော်တို့နိုင်အောင်ကန်နိုင်သေးတာပဲဆိုတော့မှုတစ်ခုဝင်သွားလိမ့်မယ်အဲ့ဒါဆိုလက်ချန်၃ပွဲမှာပါအထူးသဖြင့်ဒီနျူကာဆယ်နဲ့အဝေးဝင်ပွဲနဲ့ Forest ရဲ့အဝေးဝင်ပွဲနှစ်ပွဲကအင်မတန်အရေးကြီးတယ်ဗျတော်တော်အရေးကြီးတယ် ဆိုတော့ Chelsea ရဲ့ကွင်းလယ်စုဖွဲ့မှုဒါ box midfield ပေါ့နော်တော့ Lavia ရော Casemiro ရော Palma ရော Enzo ရောအဲအဲ့လေးရောက်ခွင့်ရရလိမ့်မယ် Neto ကျွန်တော်တို့ Sancho နဲ့တွဲပေးထားတယ် Liverpool ရဲ့ညာက Alexander Arnold က Madrid ကိုဆိုသူပုံနိုင်သွားနိုင်တဲ့ပုံစံမျိုးပေါ့ Madrid ကပုံတနည်းက Neto ညာ Madrid ကဘယ်ကစားပါလဲညာနဲ့ကြုံတလို့ကန်တယ်ဆိုရင်မာဒရီကီအနေထားနဲ့ဖောက်ခတ်နိုင်တယ်အဲ့တော့ကျွန်တော်ဆန်ချိုပဲမှာထားပြီးတော့ ပွဲချိန်နောက်မိကြမှာနက်တိုဘဲပို့ပြီးစန်ချိုထုတ်မာတွေကြီးညာပေါ့အဲ့ပုံစံကျွန်တော်ကတော့အဲ့လိုထင်နေပေါ့နော်ဆိုတော့ချေပါ Jackson Jackson ကပထမအကြော်တော့ကကိုးရသွားတယ်ဘန်တိုက်တို့ကြော်ပြီးကိုးသွင်းသွားတယ်ဆိုပြီးတော့အခုချိန်မှာ Jackson က confidence level ကတအားမြင့်နေတယ်အော်အဲ့အချိန်ကြီးဒီပေါင်းလိုက်မယ်ဆို Chelsea တဲ့လူစင်းကတိတ်အားဆိုင်မကန်တော့မဲ့ Liverpool ကိုတော့9-0နိုင်တယ်တဘောက1-0ပေါ့တဘောက2-1ပေါ့ ျွန်တော်စိတ်ထင်လီဗာပူးခံစစ်ကြောင်းသူတို့နှစ်ဂိုးသွင်းနိုင်မှုတော့မလွယ်တော့ဘူးလီဗာပူးမှာလည်းလီဗာပူးကလည်းဒါသူတို့ရဲ့ရန်ကစားသမားတွေနဲ့ရုပ်ပြက်စင်းပြက်ဖြစ်အောင်တော့ကံမာမဟုတ်ဘူးလေအဲတကူလောက်နဲ့ဟိုလိုလိုဒီလိုနဲ့ပြီးသွားမှဖြစ်နိုင်တယ်အဲ့ဒါအောင်မှနိုင်အောင်ဂိုးပေါက်တက်အောင်မကံနိုင်မဲနဲ့ဂိုးမသွင်းနိုင်မဲနဲ့1 1လို့တူးတူးတို့အဲ့လိုဖြစ်ရင်တော့ဒါကိုသမိုင်းနဲ့ကိုပဲလီဗာပူးမှာလည်းအပြစ်မရှိတော့ဒီထက်လည်းဘာမှလုပ်ပေးလို့မရတော့အဲ့ဒါဆိုတော့ချန်ပီယံလိဝင်ဝင်မရတဲ့မရထိုင်ဘူးတေးကြတယ်ဒါလက်ရှိအခြေအနေတွေ ဖြစ်ပျက်နေတဲ့အနေအထားတွေအားလုံးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ချက်စီအခြေအနေကောင်းသွားနိုင်တဲ့နေ့မျိုးအမှတ်ပြရသွားနိုင်တဲ့အိမ်မင်းမှာမနေ့ကပွဲကကြည့်တဲ့ကျွန်တော်မြန်မာစံတော်ချိန်ည10နာရီလောက်မှဆိုတော့နော်နောက်တစ်ခုကဒီမှာမေးခွန်းတွေရှိပါအဲ့ဒါ Europa League ကို Premier League အတင်းတင်းတင်းရသွားရင်ရောအဆင့်5အတင်းအ Champions League ဝင်ဝင်ရပါမလားဆိုတော့မေးခွန်းမှာ Champions League ဝင်ဝင် ရပါတယ်နော်ယူရိုပါလိဂ်မှာစပါဘရာယာမန်ယူနိုက်တက်ဘရာယာအဆင့်၅အသင်းဒီချန်ပီယံလိကိုဝင်ဝင်ရပါလိမ့်မယ်မန်ယူသို့မဟုတ်စပါကလည်းချန်ပီယံလိကိုဝင်ဝင်ရပါလိမ့်မယ်နောက်တစ်ခုကတော့နောက်ထပ်မေဂွန်ဟူနာကျွန်တော်ဖြတ်ခနဲ့တွေ့လိုက်တယ်အဲ့လာကမေဝါဖျောက်သွားလားကွန်ဖရန့်လိအတွက်တော့သူတို့လူမချန်တော့ဘူးပေါ့နော် ဘွန်ဖရန့်လေးလာတက်နေပြီဆိုတော့မချန်တော့တော့ပါဘူးဟုတ်ကဲ့ပါညီကိုဆိုတော့ဒီနေ့ live ကတော့ review ပြောစရာမရှိဘူးတရင်ကောင်းကတော့ Chelsea တင်းနှစ်ဖက်ရလက်ကောင်းသွားနိုင်တယ်အဲ့ဒါမှမနိုင်ရင်လည်းမကောင်းပါဘူးเนาะမနေ့ဖန်ကျွန်တော်တို့ဝဲရအတူတူကြည့်လိုက်ကြအောင်အပြောင်းရွှေ့တရင်နေပြောစရာရှိတယ်အပြောင်းရွှေ့တရင်အကြောင်းနေရတော့တင်းလာလေးလောက်မှကျွန်တော်တို့ပြောလို့ရှိပါတယ်အားလုံးပဲနှုတ်ဆက်လိုက်ပါတယ်ညီကို ားလုံးမရှိဘူး။ရိုဒရီโกရိုဒရီโกရဲ့သတင်းတွေကကျွန်တော်တို့အခုဆိုလို့ရှိရင်အပြောင်းရှင်းနဲ့ပတ်သက်တဲ့အဲ့ဒီ rumors လို့ခေါ်တဲ့ကောလာဟာလာကြီးအများကြီးထွက်နေတယ်။ကျွန်တော်တို့သတင်း source တွေကိုသတိထားဖို့လိုတယ်။ဟိုတနေ့က Twitter မှာ Lavia သတင်းတွေ Lavia ကို Chelsea ကရောင်းမယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့တွေ့နေရတယ်။အဲ့ဒါတွေကမဟုတ်ပါဘူးနော်။နောက်ပိုင်းတော့ကျွန်တော်တို့ဘာလို့ဘလို့လာမလဲမသိဘူး။ loss ရဲ့အထက်က Lavia Chelsea တဲ့ key player အနေနဲ့ရှိနေသေးပဲ။နီးပြလဲကြိုက်တယ်။ဖတ်စရာအကြောင်းလည်းမရှိပါဘူး။သူတို့နောက်မှမနှစ်ကမှခေါ်ထားတာပါ။ သူ့မှာဒဏ်ရာပြဿနာတစ်ခုပဲရှိရယ်ဝက်စလီဖော်ဖာနာကိုတော့သူတို့ရောင်းချနိုင်တယ်အဲ့လိုပဲဖစ်တာမှာနောက်ထပ် rumor တစ်ခုတက်နေတယ်အဲ့ဒါကအခုနောက် Rodrigo Riera Chelsea က Rodrigo ကိုခေါ်ဖို့လောလောဆယ်တော့မရှိသေးပါဘူးဟုတ်ကဲ့ပါကျွန်တော်ဒီတပတ်ဂျားရက်မှာကျွန်တော်အနေနဲ့ကိုမိုးနစ်ကိုထက်ဆိုးကိုရံမှုလို့ ਨੇ ဇက်တိုက် live တွေလောက်တော့ဖို့ရှိပါတယ်ဒီနေ့ရက် live ကိုလောင်းလိုက်ရလိုက်ပါတယ်ခင်ဗျာအားလုံးမနှုတ်ဆက်ပါရဲ့ Alô, Massiva.